။နောက်ပြောပြီးတော့တည်င်းကဟိုတည်င်းရဲ့ချက်လက်ကအဒီကိုဇော်ဘုန်းကြီးဆိုတာကတော့ line ပေါ်မှာနှစ်ဖက်ကိုသူမျက်မှတ်တာတော့သူကပြောရေးတယ်နော်။တကယ်တမ်းကကိုဇော်ဘုန်းကြီးကဘောမှတက်မတော်ချင်းမျက်နိုးသူတက်မတော်မိသားစုပေါ်မှာသူထားတဲ့စိတ်ကခင်ဗျာအနီအားပေးထောက်ခံသူလည်းတည်တယ်။ PDF အားပေးထောက်ခံသူတွေလည်းတည်တယ်။တပုံအကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူတပုံတွေလည်းတည်တယ်။နော်ကျွန်တော်ကြောင့်အကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူတပုံတွေတည်သွားတာလေအများကြီးပဲ။နော်ကျွန်တော်တို့တရင်ပေးလို့ နော်တပုံတရင်ပေးလို့ဆိုပြီးတော့နှောင်းထိုးမှာမြေစင်းကအကူကြီးတွေတေသွားတယ်ကျန်တဲ့လူတွေကတော့တေတဲ့လူပဲပြောလို့ရတာလေဟိုကျန်ခဲ့တဲ့လူတွေဆက်ပြောလို့မရသေးဘူးလေနော်အဲ့တော့တရင်ရဲ့ချက်လက်ကဟိုရတော့ဥပမာတစ်ခုပေါ့ဗျာကျွန်တော်ကအဘကကြုံကြည်ရနေစပြီးတော့မှအောက်ခြေစစ်တီစစ်သားအထိရဲတပ်ဖွဲ့ဝင်နေအထိပြည်သူစစ်အဖွဲ့တွေအထိပြီးလို့ချင်းကျွန်တော်တို့ဝင်ကြီးဌာနလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအားလုံး ရှိတယ်။နော်။အဲ့ဒါတွေအားလုံးပြောနေရတာကဒါရအမှန်တရားတွေအဲ့လိုပြောမှလဲ။နော်အမှန်တရားကိုခေါ်ထုတ်နိုင်မှလဲအဲကျွန်တော်တို့ကဩဒီအကိုကနော်တက်မလို့ပတ်မှာဆိုရင်လဲတက်မလို့ကမကိုကမဖြစ်တဲ့လူကိုပြောပြတယ်။ဝင်ကြီးဌာနအဆင့်ကိုလည်းပြောပြတယ်။ပြည်သူဘက်ကမကောင်းတာကိုလည်းပြည်သူကိုပြောတယ်။အကြက်ပဲလက်နဲ့ကန်တောင်းကျမ်းသူတပုံကနေပြီးတော့မှပြန်ပြီးလေအဲ့တော့အဓိကကကျွန်တော်တို့နိုင်ငံမငြိမ်မသက်ဖြစ်နေတာကဒီအကြမ်းဖက်နဲ့ကင်တောင်းကျသူတပုံရဲ့ ။နောက်ဒီ PDF ရဲ့လက်သုံးကြောင်းတော်နဲ့အနီအားပေးအုပ်စုနဲ့ကျွန်တော်တို့ကထိတ်တိုက်ဖြစ်တာပေါ့။အဓိက PDF ပါလို့ဖြစ်တာလေ။ဒီအမှန်တရားကိုမမြင်နိုင်မဲနဲ့လူတူတယောက်တိုက်ခိုက်တယ်ခင်ဗျားတို့ကျွန်တော်ပြောပြီးပြီ။ခင်ဗျားတို့ဘာမှကျွန်တော်ဝေဖန်စရာလည်းမလိုခင်ဗျားတို့လည်းကျွန်တော်တည်လည်းမသိဘူး။ဝေလည်းမဝေဖန်ဘူး။ခရားဖူးတာချင်းအတူတူကကုသိုလ်ရဖို့ဖူးတာပဲ။ခဏခဏကြိုက်တဲ့မဟုတ်ကနေတက်။ဟုတ်လား။နော်။ခင်ဗျားတို့အဲ့လိုကြောက်နေမဟုတ်ခင်ဗျားတို့ကပြီးရင်လိုင်းပေါ်မှာစကားတွေကိုခုပြောဒီပြောတွေ ပြီးအတူတူသွားလို့မလားဆိုတော့လေတရားမှမလာဘူး။ဟိုရန်တိုင်းအောင်နာရမကားမှာဆိုရင်လူရောက်60တပိတ်တည်းတင်သွားတာဒုံနဲ့အပေါ်ကနေပြစ်ကျဲပလိုက်တာ။နော်ခမားတို့မိသားစုမပါတော့ခမားတို့အခုလိုဘောမှလိုကောင်းတာပေါ့။ကျုပ်တို့အတိုင်းမီနိုင်ငံနဲ့တက်မတော်ဖြစ်တာလေ။ဂယုနာစိတ်နဲ့တချို့ယာတွေမှာဆဲခဲ့တာရှိတယ်။မဆဲဘူးမဟုတ်ဘူး။လူကြီးတွေကိုဆဲတာမဟုတ်ဘူး။နော်။နာမည်တပိတ်တခုမှမဆဲဘူး။နော်ခမားတို့ကတောင်းတာခမားတို့အခုအရက်တောင်းနေလေခမားတို့တင်နေကျွန်တော်ပုံနေ။ဟောတယ်လီဂရမ်မှာကျွန်တော်တွေ့တယ်။ကျွန်တော်သူများလာပို့တယ်ခမားတို့ကျွန်တော်အိုင်ဖုန်လည်းမရအောင်ဘူး။ နော်ရင်လည်းမကုန်ဟိလည်းမတက်ဘူးဒီလိုလုပ်တယ်ဆိုတာအသက်တိမ်နေဆိုတာတီးပြီးတော့အလုံးစွန့်ပြီးလုပ်နေတာအဲ့တော့ခင်ဗျားတို့ကိုယ်တိုင်လည်းအဲ့စကားတွေမပြောဘူးအခုတော့တက်မတော်ကဒီသူကလည်းတိလာတယ်ဒါဖားကန့်လို့ပါလို့ဆိုရဲနေရာတွေကိုဒီနေရာတွေအဲ့လိုသွားလို့ရတယ်ဆိုတော့တက်မတော်အင်အားများတယ်နော်သွားတာအင်အားများတယ်နော်အဲ့လုံးကြီးတောက်ဝိုင်းလို့ပါလို့ဆိုပြေးတော့တာအဲ့မှာじゃတက်မတော်အင်အားများတယ်ဒါပေမဲ့တက်မတော်ရဲ့စီမပေါက်သွားဘူးနော်စီမပေါက်သွားတဲ့အတွက်ဘာဖြစ်လဲအခုတက်မတော်ကအဲ့ဒီယောနီကျုံးရဲ့အကုန်လုံးဖားကန့်အဲ့အနေထားကိုတက်မတော်က ုံးဝစီးရတာကိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အာကြီးရဲ့အမခံတည်င်းပေးတွေလက်ဆက်ဖြောက်ခံနေရကြောင်းအာကြီးကိုတိုင်ပြောပြလာတဲ့ရုပ်တံနဲ့အတူအေအေနဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးအပေါ်စစ်ကောင်စီကကန့်ကွက်မှုကြောင့်ရန်ကုန်ရှိဘင်္ဂလားဒေ့ရှ်တပ်မတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ရုတ်သိမ်းလိုက်ပြီးနိုင်ငံတကာတမန်ရေးအတင်းမှဆုံးရောက်ရှိ ရန်ကုန်ရှိဘင်္ဂလားဒေ့ရှ်တန်ယုံမှမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးမန်နော်ဟာဆိန်နှင့်စစ်တပ်မှူးဗိုလ်မှူးချုပ်အတဖားဆဲတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကမေလ28ရက်နေ့တွင်အတည်ပြုထုတ်ပြန်သည်ဟုဘင်္ဂလားဒေ့ရှ်သတင်းများတွင် ဖော်ပြထားသည် ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံတမ်မတ်ကြီးမနော်ဟာဆင်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာသို့ချက်ချင်းပြန်လည်ခေါ်ယူလိုက်ကြောင်းတမ်မတ်ကြီးမနော်ဟာဆင်သည်2023ခုနှစ်စက်တင်ဘာလတွင်မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တမ်မတ်ကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း လက်တလုံးနှစ်နိုင်ငံအကြားတန်တမန်ရေးတင်းမာမှုများကြောင့်ပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်းသိရှိရသည့်တန်တမန်သတင်းရင်းမြစ်များ၏အဆိုအရရခိုင်ပြည်နယ်တွင်နေမည်ဆိုးမှုမှုချုပ်ကင်ထားသော AAR ခတ်တတော်နှင့်ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများကြားဆက်ဆံရေးရှိနေသည်ဟုစစ်ကောင်စီကကန့်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့တန်မတ်ကြီးကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဦးဆောင်သောစစ်ကောင်စီကတန်တမန်ရေးအရာဘင်္ဂလားဒေ့ရှ်သို့တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ကြောင်းသိရှိရသည်။ထို့ပြင်ယခုမေလအစောပိုင်းရန်ကုန်မြို့ရှိဘင်္ဂလားဒေ့ရှ်တန်ယုံမှစစ်တပ်မှဗိုလ်မှူးချုပ်အက်တာဖာဆင်းကိုလည်းဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူထားပြီဖြစ်ကြောင်းသိရှိရသည်။ဒီကောင်အစိုးရယာယီသမရနော် တရားဝင်အစိုးရမဟုတ်သေးဘူးခင်ဗျားတို့ဘောဆွမပြောတိုင်းပြည်ကိုပြုတ်ပြင်ပြောင်းလဲမယ်မကြံမဲနဲ့ငါတို့ရဲ့အဖအပါလို့ငါတို့ကောင်းပါတယ်လို့ဝန်ထမ်းတွေခင်ဗျားတို့ကမကန်တော့မကန်စားဘူးလားနော်ပြည်သူကြားနဲ့ဝန်ထမ်းကြားမှာနော်ပြည်သူနဲ့ဝန်ထမ်းကြားမှာဘယ်ဟာအားနဲ့ချက်ရှိလဲဘယ်ဟာအားသာချက်ရှိလဲနော်ဒါကိုတမတမကြားကြားနဲ့ရေရေတင်းတင်းနဲ့ပြောရဲဆိုရဲခင်ဗျားတို့ဘယ်နှခါပြောလဲနော်ဘယ်နှခါပြောလဲနော်မပြောဘူးအခုအဖအကာယုတ်ကြီးကောင်းပါတယ်အဖအကာယုတ်ကြီးကောင်းပါဘာကာယုတ်ကြီးလဲတုတ်တခါမှမဆဲဘူးခင်ဗျားတို့ပဲဖျက်ညက်ကတ်တွေလိုက်လို့နေတာ เนาะအနာရှိဆက်လို့ကျွန်တော်နာမည်တက်ပြီးဆဲမှုတဲ့လူရှိရင်ပြောတမ်းပါเนาะအနာရှိဆက်လို့ပဲကျွန်တော်ကပြောတာဘာလို့လဲဆိုတော့ခင်ဗျားတို့မြင်ကြည့်လေရခိုင်နမကထဲမှာတင်မော်ကြီးတစ်စီးလုံးကိုလူအယောက်900ကျော်ဘုံကျဲပြီးတော့အသေးခံလိုက်ရတာရမကအရှင်းနောက်တိုင်းစစ်တမ်းတန်းတို့လာချိုးမှာတမ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေနော်အချက်သားပြည်သူတွေအိုးမဲအိမ်မဲနဲ့ဖြစ်သွားပြီးတော့မှတိုင်းပြည်ဒီလိုကစင့်ကလေးအဖြစ်သွားတာ အပြောသင်းပြောလိုက်တာတော့ပြောရမှာပေါ့ဒီလိုတိုင်းပြည်ဒီလိုဖြစ်နေပါလေဆိုရင်ကမြက်ပြူဆိုင်တွေဆရာကြိုက်တွေဆိုတော့ဝင်နှန်းစုပ်ဝင်နှန်းရုပ်ဝင်နှန်းပဲ့တွေရာလေလောက်ကြတာဟုတ်လားခင်ဗျားတို့အဲ့ဒီအမှန်တရားကိုမမြင်နိုင်ဘဲနဲ့လူတို့တယောက်တိုက်ခိုက်တယ်ခင်ဗျားတို့ကျွန်တော်ပြောပြီးပြီခင်ဗျားတို့ဘာမှကျွန်တော်ဝေဖန်စရာလည်းမလိုခင်ဗျားတို့လည်းကျွန်တော်တီလည်းမသိဘူးဝေလည်းမဝေဖန်ဘူးဖျားဖူးတာချင်းအတူတူကကုသိုလ်ရဖို့ဖူးတာပဲခဏခဏကြိုက်တဲ့ဘုကကနေတက်ဟုတ်လားနော် ခင်ဗျားတို့အဲ့လိုတော့လည်းမဟုတ်ခင်ဗျားတို့ပြီးလိုင်းပေါ်မှာစကားတွေကိုဟိုပြောဒီပြောဒီပြီးအတူတူသွားလို့မလားဆိုတော့လည်းတရားမှမလာဘူးဟမ်အတူတူသွားလို့ကြရအောင်နော်အတူမကန်ဘူးအတူတူသွားလို့ကြရမယ်ခင်ဗျားပြင်ပေးတုံးလိုက်ပါလေကျုပ်ကတိုင်းသားတို့ရဲ့နောက်ပြောင်းလည်းကိုကျွန်တော်တို့ကလည်းတိုင်းတုံးလိုက်တော့ဘာလို့လဲရှင်းရအောင်တက်မလို့သားတွေကိုဟမ်ဘသူမှရှင်းရအောင်စစ်သားတွေကလည်းအတူမကန်ဘူးဒါပေမဲ့ကိုယ့်ရဲ့အသိစိတ်နဲ့ ကိုယ်အသွေးသားတွေကနေပေါ့ကိုယ်တက်မတော်သားလေးတွေကိုလူကျင်တဲ့စိတ်နဲ့တော်လူမလားဆိုတော့လေခင်ဗျားတို့တရားအောင်မှမထွက်လာဘူး။သိရင်လည်းခင်ဗျားတို့တက်မတော်ချစ်တဲ့နိုင်ငံရေးနဲ့ငါတို့ကဘလို့သွားအာသွားတာပေါ့ခင်ဗျာ။ဒီခင်ဗျားလက်ပံလာလို့တပိတ်ချင်းတို့ဆင်ကူးလို့မပြောနဲ့မင်းကုန်းစီဒီပထိုးကြီးဒီသွားလူခဲ့တာ။ဘာလာတိုင်းအဲ့ဒါအခုကိုရွှေမျိုးဝင်းကိုတော့ကျွန်တော်ကျေးဇူးတင်တယ်။ကိုကလည်းပြောတယ်ကျွန်တော်မှလည်းဒီလိုပြန်ပြောမှရမှဖြစ်တဲ့အတွက်ပြောရတာဖြစ်တယ်။နော်။ဟိုပြောချင်တာကလေသူတို့ကကျွန်တော်ကြီးပဲစပြီးတိုက်ခိုက်လာတာ။ အခုတို့အဖွဲနဲ့ဂရုနဲ့တိုက်ခိုက်တာဂရုနဲ့တိုက်ခိုက်တာတယ်လီဂရမ်မှာဟောပဲနော်အကုန်လုံးဝိုင်းပြီးကျွန်တော်တို့တစ်ချိန်နဲ့တုံတုံတုံတို့ဆော်တာဒီလူတွေဘလို့လူတွေလဲတော့ကျွန်တော်မသိဘူးပေါ့နော်နော်အဲ့တော့ခင်ဗျားအဲ့ဒါကြီးမပြောနဲ့တော့ကစကိုင်းဆိုတဲ့နေရာမင်းကစေဒီပထိုးတော်ကြီးထိသွားရောက်လူတန်းခဲ့လူတန်းခဲ့တယ်ကိုယ်နိုင်ငံဒီလိုဖြစ်တဲ့အချိန်မှာဟောမလီနေလောက်ပြီဆိုတော့နော်ဟိုမှာတရားဦးလို့ပါလို့ကျွန်တော်မသွားနိုင်လို့သွားပြီးတော့မှကျွန်တော်ရဲ့ဒီမှာညီငယ်ညီမတွေသူငယ်သူမငယ်တွေသွားပြီးတော့လူပေးခဲ့တယ် ဥပမာခင်ဗျားတို့ကပြောမှသိရမှာမလို့ပြောတာကိုကြီးတွေးစရာမလိုပါဘူးဗျာဒါမှမဟုတ်တင်ပြီးပြီဆိုရင်ဒါလူတိုင်းသိတယ်ဇော်ဘုံရဲ့အကြောင်းဒါပေမဲ့အဲ့လူတွေကိုခေါ်ခြင်းလားခင်ဗျားတို့အခုကျွန်တော်ကိုတတ်လို့လဲရတယ်ခင်ဗျားတို့ကခင်ဗျားတို့ကျွန်တော်ကိုမဖမ်းဖမ်းအောင်ပြောလို့လဲရတယ်ခင်ဗျားတို့နဲ့ကျွန်တော်နဲ့တစ်ခါတော့လက်တွဲပြီးတော့မှဟိုအခုတန်ဖိုးတို့ကြောင်မဲလေးတို့တောင်းခမ်းဘတ်တို့တွားကြည့်မလားအခုခင်ဗျားတို့ကျွန်တော်ကိုတိုက်ခိုက်နေတဲ့လူတွေ Telegram မှာလည်းရုပ်ပြရုပ်လည်းမပြဘူးနာမည်တွေတော့ကျွန်တော်ပါဇက်သနာလို့မပြောတော့ဘူးနော်မပြောတော့ဘူးနော်တရင်သမားလို့လို့ဘာလို့လို့ခေါင်းလျားလဲ နော်ကျွန်တော်ကပဲရွေရချင်းချင်းနဲ့တိုက်ခိုက်ခဲ့တာနော်တိုက်ခိုက်ခဲ့တာကိုယ့်အဖြစ်ကိုမမြင်ဘူးနော်ကိုကကိုနေတဲ့နေရာထဲမှာနေပြီးတော့မှနော်ရှင်သေးဘုံခွေးပြင်းအောင်ပြောလို့ပြောလုံးလုံးလုံးနဲ့ကိုကကိုလမ်းပေးရောက်သွားတာအဲ့ဒါနဲ့ဇော်ဘုံရင်မကြည့်တော့ဘောင်းဇော်ဘုံဘောင်းဆောင်ပြောတာနော်ဇော်ဘုံရင်ကြောင့်လိုက်လေလာတာသူတို့မှမသိလို့သိရင်မလဲသူတို့ပြောမှပြောမှဒါပေမဲ့မဟုတ်ခဲနဲ့ပြောရင်တော့ဟိုတရားတော်ဆွဲခံရမှာပေါ့အခုလိုမျိုးပေါ့ကျွန်တော် MP1 PDF တို့ PDF ထောက်ဖို့လို့အဲ့ဒါကျွန်တော်နောက်ပါလူတွေကိုလည်းစုံကုန်ခွင့်မယ်လို့ပါလို့ဩ ။အော်မှတ်တော်ထားရအောင်မယ်။ကျွန်တော်ကဒီအချိန်မှာနော်အမတိရသူရာကြီးတို့နော်ဟိုအစင်ဆက်ဒီမှာဟိုတာဝန်ထမ်းဆောင်သွားတဲ့ viewer မူကြီးတွေနဲ့လက်တွဲပြီးတော့မှနော်ကိုတက်နိုင်တာကိုလောက်လာခဲ့တာမင်းတို့ပြောစရာမလိုဘူးဒီမှာဒီပြင်ဦးတွေတက်နေမှာဗိုလ်ချုပ်အစင်အုပ်ချုပ်တာနော်ဗိုလ်မှုချုပ်တော်ကိုဗိုလ်ချုပ်ဗျာဗိုလ်ချုပ်အခွင့်နဲ့အုပ်ချုပ်တာနော်အဲ့တော့ကျတော့တရင်တွေဟာဘေးရရတဲ့တရင်ညာရတဲ့တရင်နဲ့အေးအဲ့တော့ခင်ဗျားတို့ အခု9ကိုရှိတို့9ရှိကိုတို့နော်အဲ့ရတဲ့တရင်တွေ9ကိုရှိကိုတလုံးကတက်ကြသွားတယ်ဟုတ်လားမကြခင်300ပြောတယ်ဓမ္မတရားတစ်ကလက်အောက်ခံတက်ပြီးပြန်တိုက်လို့ပြန်ရသွားတာ9ရှိကိုတို့အခု plan 2 6ရှိကြကြသွားတာဇော်ဘုံဘယ်လိုဝင်ခဲ့လဲအဲ့ဒီ6ချက်ကိုဇော်ဘုံဘယ်လိုဝင်ခဲ့လဲဟုတ်နာမကတိုင်းစီရီဘယ်လိုထားတာတော့နာသူတို့ဘယ်လိုစားနေရလဲရင်းရှိတော့ဟုတ်တိုင်းထဲမှာဘယ်လိုဖြစ်နေပြီ ကိုတက်မလို့သားကြီးစေးဝါနဲ့ဘလို့ဘလို့ဘလို့အောက်ကနေပို့လာတော့အပေါ်ကနေပို့လာမဟုတ်ဘူးဖြစ်ပြီးမှအော်ပေးလိုက်တာသိလားနော်အဲ့တရင်နေသိလားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်အပေါ်မှာမျက်နှာတရတယ်တမသမက်ကြကြနဲ့ပြောလို့နော်ပြောလို့အော်တာခင်ဗျားတို့မိသားစုမှမပါတာအဲ့တင်းပေါ်မှာတင်းပေါ်ယူဂျုံမိုးကြီးကျဲခံရတာကလေးတွေရောလူရောက်900တေးတာဟမ်ဟိုရန်တိုင်းအောင်နားရမကားမှာဆိုရင်လူရောက်60တပလိတဲတေးသွားတာဒုံနဲ့အပေါ်ကနေပြစ်ကျဲပလိုက်တာနော်ခင်ဗျားတို့မိသားစုမပါတော့ခင်ဗျားတို့အခုလိုဘောမလိုကောင်းတာပေါ့ ကျောင်းတို့အတိုင်းပြည်နိုင်ငံနဲ့တက်မလို့ဖြစ်တာလေဂယုနာစိတ်နဲ့တချို့နေရာမှာဆဲခဲ့တာရှိတယ်မဆဲဘူးမဟုတ်ဘူးလူကြီးတွေကိုဆဲတာမဟုတ်ဘူးနော်နာမည်တပိတကူမှမဆဲဘူးနော်ခဏတော့တောင်းတာကျွန်တော်အခုအရက်တောင်းနေတယ်ကျွန်တော်တင်းနေကျွန်တော်ပုံနေဟောတယ်ဒီကံမှာကျွန်တော်တွေ့တယ်နော်သူများလာပို့တယ်ခဏတော့ကျွန်တော်အိုင်ကိုလည်းမရဘူးနော်ရှင်လည်းမကုန်ဟိလည်းမတက်ဘူးဒီလုံးလောက်တယ်ဆိုတာအသက်တိမ်တယ်ဆိုတာတီးပြီးတော့အလုံးစုံပြီးလုပ်နေတာနော်အဖန်ခံရဖို့လောက်ကတော့ထဲကမတော့တာရှင်းပြီလားနော်အခုဟိုနေက ចောင်းလေးသင်္ကြန်ចောင်းလေးရောက်သွားရင်ကလေးမိဘမဲ့ကလေးစစ်ဆောင်ကလေး400ရှိတယ်ចောင်းကိစ္စချက်ချင်းအကောင့်တွေပေါ်ပေးလိုက်တယ်အကောင့်တွေပေါ်ပြီးတော့ခုခုလိတ်လာယွာမှာအဲခံပါတယ်တဲ့မနေ့ပြန်တဲ့တပတ်ကလာမတည်ဘူးဒီနေ့ပုံတခုသာသာပရိတောက်ကြကလေးတွေចောင်းအဲရတော့မယ်ចောင်းတက်ရတော့မယ်ကဲအထက်တန်းចောင်းဟုတ်နော်လက်ခံပါတယ်သူရဲ့စင်းစရားနဲ့နောက်သူရဲ့အိမ်အောင်သူစရားဘာလို့ရှိမှာပေါ့ဒါတော့ចောင်းဟိုဟာရောရှိနေမယ်ဘာကចောင်းကိုကြတော့လာစစ်ပေးမယ် ဒီ toilet တွေရေချိုးတာတွေအဲចောင်းသူတွေနေတဲ့နေရာတွေចောင်းသားတွေနေတဲ့နေရာတွေနောက်တော့မိဖို့စဖို့ចောင်းနေဘလို့ချက်တယ်ဘလို့ပြုတ်တယ်เนาะကျွန်တော်တို့ဟိုနေရာမှာသွားလူလိုက်တယ်အခုဒီနေ့အចောင်းပြန်လာတယ်ကိုစောဘုံဟိတ်အဲ့ဒါလည်းပြောရင်ကိုယ်သေးရပြောအဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုပြောချင်တာမဟုတ်ဘူးကျွန်တော်ကပြောရတာစကားကိုတွဲဝိုင်းမပြောတတ်တော့ဒီလိုပြောပြောမိတာအဲ့ဒီចောင်းလေးကိုသွားလူချင်းလေရတယ်တင်ကုံចောင်းလေးเนาะတင်ကုံចောင်းဆိုတာရှိတယ်ပြင်ဖို့လိုရနေသွားရင်တော့ဓာရီဘောတော့မောင်းရမယ်ចောင်းသူចောင်းသားလေးတွေဒုက္ခရောက်နေတယ်အခက်အခဲရှိတယ်စာအုပ်ဘောပင်ပေးတယ်ခဲတယ် เนาะจองเซ็งอวยซาเสียรอพะยาก็เลยตะบ้าเลยสรุปขะนะรอดีลุ๊กนี่ลุ๊กจ๋าบ่าล่ะเปียวายวนพี่รอปูปองพี่รอกูตบวงเอ๋ยจมารุจนเราโกตบวงเบมาชื่อเนี่ยเบลูบลูบลูสรุปจนเราเล่ติรออะไรโลนี่ลุ๊กนี่ไม่กล้าล่ะเปียโกต้ายมีโกနိုင်ငံด้วยอนาคตด้วยกะเลดิเนาะอะกูตั้วลุ๊กไปแล้วรออาเซ็งดีเด้နော်ဘုန်းကြီးကတော့2015ခုနှစ်လောက်တည်းကဒီအကြောင်းကိုသူလုတ်ခဲ့တာလို့ပြောလို့နော်ကိုလည်းတက်နိုင်တဲ့ဘက်ကနေဖေးမှပြီးတော့ပါဝင်ပြီးတော့ကုညီပေးမယ်နော်အဲ့တော့ကျတော့ခင်ဗျားတို့ကအဲ့လိုအလုပ်တွေမလုပ်ဘဲနဲ့ line ပေါ်မှာ လူတူတူယောက်ကိုတိုက်ခိုက်လို့ခမားတို့ကျွန်တော်ထောင်ကြသွားရင်ခမားတို့ဘာဖြစ်မှာလဲဟမ်ကျွန်တော်ထောင်ကြသွားရင်ခမားတို့ခုကျွန်တော်တိုက်ခိုက်နေတဲ့လူတွေခမားတို့ဘာရမှာလဲဟမ်ဘာရမှာလဲလို့ကျွန်တော်မေးကြည့်တာနော်ဘာရမှာလဲခမားတို့ကျွန်တော်ခုတိုက်ခိုက်တယ်တိုက်ခိုက်ခမားတို့ကျွန်တော်တရားဆွဲတယ်ကျွန်တော်ထောင်ကြသွားရင်ခမားတို့ဘာရမှာလဲခမားတို့ရအောင်တော့မရှိတာနော်အဲဒါကြောင့်ခမားတို့ဟိုဘက်တစ်ဘက်ကညီတယ်ဟိုဘက်တစ်ဘက်ကတရောင်းသားအစား အဲ့ဒီအရေးခင်စပြတွေကဒုပြည်သူရဲ့ညီရလာရဲ့ညီရဲတောင်သားလေးတွေကသာခွက်ကောက်ပြီးဟိုဝါလကုတ်တီးရဲအဲ့ဒါပြီးရင်ကျွန်တော်ကျွန်တော်ဟောဖျက်ဖျက်ကတ်တော့ဦးမယ်နော်ဝါလကုတ်တီးတဲ့ကောင်ကလည်းခြီချိုးကလည်းအမှဒုပြည်သူရဲ့ညီရလာရဲ့ညီရဲညီရဲဟာအကုန်လုံးကညီတာဒီဘက်ကလူတွေကမနာလို့မချူစိတ်ဒါလားခင်ဗျားတို့ဒါကြောင့်မလို့မအောင်မြင်လားနော်လူတွေအများကြီးလူများပြီးချီးများတာပဲရှိတယ်နော်ဘာမှတိုင်းပြည်နဲ့နိုင်ငံလူမျိုးအတွက်လည်းထိထိရောက်ရောက်အထိုးမပြုတ်နိုင်ဘူးနော် လူများပြီးချီးများတာခင်ဗျားတို့ကမှပြီးအယိုးများနဲ့ချီးကားနဲ့လှုပ်တာဟိုကခင်ဗျားအင်အုံနဲ့အင်းနဲ့လှုပ်တာနော်ပီရီယတ်ပါဝါလဲကလေးလေးလားမစင်းစမ်းမစင်ကျင်ဘူးတို့ပြည်သူတွေညီရလားညီရယ်ညီရယ်ဆိုပြောအုံနဲ့အင်းနဲ့နော်ဝိုင်းပြီးလှုပ်တာနော်ဝိုင်းပြီးလှုပ်တော့အခုမကြားဘူးတဲ့အရာတွေအောင်ကြားသွားရတာပီရီယတ်ပါလို့အကုန်လုံးဒီတိုင်းသားလဲနဲ့ကန်ကောင်းချမ်းသူတဘုံကတိုက်တာနော်ခင်ဗျားတို့စိမ့်ပိတွေလုံးဝလုံးဝဘုံမအစ်စ်တွေတိုင်းပြည်တော်တဲ့ဖြည်းဖြည်းအောင်မလှုပ်နိုင်ရင်နော်တရားနဲ့တရားမနာတော့နေတာ နော်မနာလိုပြီးတော့ခဏလိုဖြစ်ပြနေအောင်ကျွန်တော်ကြည့်ပြီးတော့လေငါတို့ဒီဘက်ကခင်တော်မပေါက်ရောက်တာဒါကြောင့်မလို့ပါလားလို့ခဏလိုလောက်နိုင်ခဏလိုနောက်ကကျွန်တော်လိုက်ပါမယ်နော်လိုက်ပါမယ်ဘယ်လောက်လောက်နိုင်လဲကျွန်တော်ကြည့်ချင်လို့ပါနော်လောက်နိုင်လဲကြည့်ချင်လို့ပါဘယ်အထိသွားနိုင်လဲကြည့်ချင်လို့ပါနော်ခင်ဗျားတို့ကိုကားကိုစီတဲ့ပြီးတော့မှဟမ်တကယ်အနေကြီးအနေကြီးမသွားမနဲ့ဘလို့ဖြစ်ပြီးကျွန်တော်တိုက်ခိုက်နေရတော့ဗျာအုံလိုက်ချင်းလိုက်ဝိုင်းပြီးတော့အုံလိုက်ကြိုက်တာနော် အောင်လိုက်ကြတာအဲ့လူတွေကဘယ်လိုလဲဆိုသွားကြည့်လိုက်ရင်တက်မတော်ဘက်ကလူတွေနော်တက်မတော်ဘက်ကလူတွေအမှန်တရားကိုလည်းမချကြရတဲ့လူတွေနော်အဲ့တော့ကျွန်တော်တို့ခုဒီဖာကန်ကတော့ဖာကန်ကလည်းပြတ်တော့မှလေးတဲ့တက်တယ်ကျွန်တော်တို့လည်းပြောရဒါပေမဲ့ဒါကကျွန်တော်တို့မြမတက်မတော်ရဲ့အောင်မြင်မှုရတဲ့တခုတော့ပေါ့နော်ဒါဖြစ်လာပြီပေါ့နော်အဲတိုက်ပွဲတွေတော့ကောအဲလူရင်အားလည်းနဲ့အလုံးရင်းနဲ့ပေါ့နော်တောက်ချောက်ဟိုဒီတိုင်းပြည်ရဲ့ဟိုပေါ့နော် အားကိုးရဆုံးနဲ့တိုင်းပြည်တော်အားထားရဆုံးကဘယ်သူလဲဆိုတာကိုပြည်သူလူထုတွေသိလာတဲ့အချိန်မှာအဲကျွန်တော်တို့ line ပေါ်အော်လာကြလို့နှက်ပါတယ်ပြည်သူလူထုတွေပူပေါင်းလာတယ်ပူပေါင်းလာတဲ့အတွက်ကျွန်တော်တို့စကိုင်းမုံရလမ်းဆိုရင်ကျွန်တော်ပြောပြမယ်စကိုင်းမုံရလမ်းအနောက်ဘက်တိုင်းစစ်တပ်နဲ့ကျွန်တော်တိုင်းပြည်ရှိရလမ်းမှာနော်ဒီတက်မတော်ပဲထောက်ခံအားပေးတာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်အဲလူတွေသွားနေတယ်သွားလို့ရနေတယ်နော်အရင်တော့ကလို့မဟုတ်တော့ဘူးဖြစ်ဖြစ်နေပေါ့နော်အာကျွန်တော်ကဒါနံပါတ်တက်ပြောရင်မကောင်းလို့ဟိုဘာလို့လဲဆိုတော့ကျွန်တော်တို့အတီးဆုံးဒါကျွန်တော်ဘာကိုပြောချင်လဲဆိုတာလဲသိတယ်လူတွေသိတယ်နော်သွားကြတယ် ဟုတ်တယ်နောက်တမတော်ကိုဖြောပြေဖို့လို့ဘာလို့ညာလို့သွားလဲလမ်းပေါ်မှာဒါ PDF မှာမရှိဘူးတမတော်ကတကယ်လုပ်ပြီဆိုရင်မရှိဘူးနော်တမတော်ကလည်း तू ကသူ့အနေနဲ့စဉ်းစားရတဲ့လုပ်ရတခုတော့ရှိမှာပေါ့ဗျာအဲ့ဒါကိုမပြောတော့တော့ပါဘူးဗျာနော်အဲ့ဒါကြီးပြောလိုက်ရင်တော့ဒီဟိုလိုမျိုးမကောင်းလို့ဒီကျွန်တော်တို့ဗမာ PDF တွေလမ်းပေါ်မှာမညာမယုံရင်တမတော်အဲ့အနီတောင်းပေါ်ပဲတက်ထားကြည့်လိုက် PDF ကြီးတောင်တော့မတွေ့ရဘူးနော်ကြီးတောင်တော့မတွေ့ရဘူးဒါပေမဲ့စင်နီးပြူဝါရရနဲ့ အတက်ချင်းတက်တက်မှာကြိတ်မယ်ဆိုတာလေတမျိုးတော့ရှိမှာပေါ့နောက်တစ်ခုကရွာကြီးကျွန်တော်တို့အခုပြောပြောတယ်အခုဖားကန်သူပူပေါင်းမှာနော်ပြည်သူကတရင်ပေးပါပူပေါင်းလိုက်အောင်မြင်မှုတွေရလာမယ်ကိုရဲ့ကိုဒေတာကိုမျိုးတွေရွာတွေမျိုးတွေနော်ခရိုင်နေတိုင်းတွေအေးချမ်းလာမယ်နော်စီးပွားရေးတွေကောင်းမွန်လာမယ်ပြည်သူလူထုကလည်းအကြောက်တရားနဲ့အရန်ကိုကြောက်တယ်အခုကျွန်တော်ပြောတယ်ကိုစုံဝင်းရောတော့အားကြရတဲ့ဒီလိုပြောတာဆိုတာတွေလောက်တာခိုင်းတာတွေတွားတာလာတာကြီးရဲ့ဒါပေမဲ့အကိုလို့ကျွန်တော်တို့လို့ကျွန်တော်တို့လို့လိုက်လို့ပါလားလို့အတူတူလို့တော့ ကျွန်တော်မှမိသားစုရှိတယ်တဲ့ဟောဗျာကျွန်တော်မှလည်းမိသားစုရှိပါတယ်ဒီမှာသမီးလေးလောင်ဟိုဘက်မလဲနဲ့ဒီမှာကျွန်တော်သမီးလေးနော်ပေါ့ဟောကျွန်တော်မှလည်းသမီးလေးရောသားလေးရောရှိတယ်တဲ့နော်သမီးရောသားရောရှိတယ်ကျွန်တော်မှလည်းမိသားစုနဲ့ပဲဒီဒါပေမဲ့အခြေခံစိတ်ကနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်တစ်ခုနဲ့ဒီလောက်ကိုလောက်တာနော်ကျွန်တော်ပထမဆုံးချစ်တာဒီနိုင်ငံဒီလူမျိုးကိုချစ်တာကျွန်တော်ဒုတိယချစ်တာတက်မတော်ကိုချစ်တာနော်တက်မတော်ရဲ့တက်မတော်အဖွဲ့အစည်းကိုချစ်တာ နော်နောက်တော့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေနော်ပြည်သူလူထုအားကိုးရတဲ့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေကိုကျွန်တော်ကချစ်တာနော်တကယ်ကောင်းတဲ့ဝန်ထမ်းတွေဆိုလက်ရလိုက်ရပစိုးပဲချော်ပေးရချော်ပေးရနော်ပြည်သူနဲ့ဝန်ထမ်းတွေကြားမှာနော်တစ်ပတ်နဲ့တစ်ပတ်မြတ်မြတ်တတ်တတ်ကြည့်ပြီးကူညီနိုင်မဲ့ဝန်ထမ်းတွေဆိုရင်ထိုင်ပါကြောက်ခဲ့မှာဇော်ဘုန်းကြီးတို့အဲ့လိုမရိုင်းဘူးခင်ဗျားတို့ကအဲ့လိုတခုပြောရတယ်ဝန်ထမ်းတွေကိုကောင်းနေပြီလားကျွန်တော်အများအားမေးတယ်ကျိုးကျိုးတော့တက်မလို့အကြီးကြီးအကုန်ကောင်းနေပြီလား အတီးကဲဆိုတာကလည်းအစင်စင်ရှိတယ်ကျွန်တော်အမြဲတမ်းပြောပြီးပြီနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့တက်မတော်တရက်ပေါ်ထွက်အောင်ပြည်သူကအားကိုးရတဲ့တက်မတော်တရက်ဒီခစ်ပြတ်ထဲမှာပေါ်ထွက်အောင်အခြေခံစစ်တီမိသားစုတွေကအားကိုးရတဲ့တို့တက်ချက်တက်ချက်တက်ချက်ဒီစီတူဖူးရကံဘူးအရာကံဘူးဟိုဒီလိုလူမျိုးတွေပေါ်ထွက်အောင်လို့ခဏတော့ကျွန်တော်တို့ကပြောတည်ပြောလိုက်တဲ့စကားလေးဆိုရင်ပြောရမှာနော် ဲ့တော့ခမရတို့ကိုယ်တိုင်လည်းအဲ့စကားတွေမပြောဘူးအခုတော့တက်မတော်ကပြည်သူကလည်းတိလာတယ်ဒါဖားကန့်လို့ပါလို့ဆိုတဲ့နေရာတွေကိုဒီနေရာတွေအဲ့လိုသွားလို့ရတယ်ဆိုတော့တက်မတော်အင်အားများတယ်နော်သွားလာအင်အားများတယ်နော်အလုံးကြီးတောက်ဝိုင်းလို့ပါလို့ဆိုပြေးတော့လာအဲ့မှာတက်မတော်အင်အားများတယ်ဒါပေမဲ့တက်မတော်ရဲ့စီမပေါက်သွားဘူးနော်စီမပေါက်သွားတဲ့အတွက်ဘာဖြစ်လဲအခုတက်မတော်ကအဲ့ဒီယောနီကျုံးဆက်အကုန်လုံးဖာကန်အဲ့အနေထားကိုတက်မတော်ကလုံးဝစီးထားတာခုနော်အဲ့ဒါနံပါတ်၄ချက်အဲ့ဒါဖာကန် နောက်တစ်ခုကတရင်မကောင်းတာကမိုးကုတ်နော်မိုးကုတ်တရင်မကောင်းတာမိုးကုတ်ဆိုမိုးကုတ်ကြောင်းကိုပြောပြမယ်တရင်မကောင်းတဲ့အကြောင်းတရားကဒါနဲ့ကျွန်တော်ဒီကဗျာတပုတ်တော့အရင်ဖတ်ဦးမယ်နော်ဒါတောင်ကြီးမောင်အေးချမ်းပေါ့လိုနေပြီတဲ့ကဗျာကောင်းစင်ဟာတစ်ဖက်လူများဝမ်းသာကောင်းအမျိုးမျိုးစုလုံနေပုံကအကြုံစဘူးလွန်စွာယူလွန်စွာယူ၍မထူးဆက်ခင်နာကျင်ခြင်းမှာဖြည့်ရှင်းဖို့ခက် ဘွားပြက်သည့်သူ့ဘက်ပါသွားကို့လူများကြောင့်လုံမပါရဓာတ်တည်ပြီးတဲ့မှားရင်ပြင်ဖို့လိုနေပြီးတဲ့နော်ဒါတောင်ကြီးမောင်ကြီးတဲ့နော်သူရေးထားတဲ့ကဗျာနောက်တစ်ခုကကိုယ်တိုင်လူကောင်းဖြစ်ရမယ်တဲ့နော်ကိုယ်တိုင်လူကောင်းဖြစ်ရမယ်တခုခုစုဘိုင်းဆဲစုပြီးမလို့မောင်းတော့စိတ်ဓာတ်များဖြင့်မိုက်မားလို့နေလောက်ရတွေကိုတေတာပြုပြင်ဖို့လိုသည်တဲ့ကိုယ်တိုင်စုပ်ပဲ့စီကံပဲ့၍ရွေဆောင်ပေတီပျက်စီးနေလျင်ဝေဖန်ပြောကြသူတပားကို အမားထောက်တာပြင်ရမည်ကြည်မှန်ပေါ်မှာကိုရုပ်လွာကိုတေချာရှုမြင်လှအောင်ပြင်ပြီးအမြင်တင့်မှကျင်းတတ်ကြတို့ကိဝစိတ်ထားနှလုံးသားကိုအများသူကလက်ခံလာအောင်တေချာပြုပြင်ဖို့လိုသည်တဲ့ကိုယ်တိုင်လူကောင်းဖြစ်ရမည်တဲ့နော်လူတွေကကိုယ်တိုင်ကကောင်းနေမကောင်းဆိုတော့ဟိုမပြောတော့ဘူးပေါ့နော်လူတွေကမနာလိုမုန်းထားနေတိုက်ခိုက်တယ် အဲကြိုကြားခြင်းနဲ့ထင်ပေါ်ခြင်းနဲ့အောင်မြင်ခြင်းနဲ့နော်ခင်ဗျားတို့ပြောတယ်ကျွန်တော်မနေ့တနေ့မှကျွန်တော်ခွေးတို့ဘဝရောက်လာတယ်လေဘာလို့ကျွန်တော်မနေ့တနေ့မှခွေးတို့ဘဝရောက်လာတဲ့ကောင်ခင်ဗျားတို့ဝိုင်းတိုက်ခိုက်တာလေနော်ဟုတ်ပြီလားနော်အဲ့တော့